လုံးပဲမင်္ဂလာပါဒီနေ့ကတော့အော်တိုဘလ23ရက်အော်တိုဘလ23ရက်မှာတော့တကိတ်ထိပ်ပိုင်းတည်င်းတွေတကိတ်ကောင်းစီတည်င်းတွေယူနေတဲ့တည်င်းတွေကတော့ ASEAN Seaway ASEAN Seaway ကဘာဖြစ်လို့ထိပ်စီးတည်င်းအနေနဲ့ပါဝင်လဲဆိုလို့ရှိရင်မအလာရဲ့ဘောမတွေတတော်ကိုဒီဖက်မအော်နေတာအော်နေတဲ့အနေနဲ့တိတ်ခတ်ကျသွားတယ်နော်တိတ်ခတ်ကျသွားတဲ့အကြောင်းရင်းတွေကိုနေပြီးတော့အတိတ်ကဟက်လိုက်လို့တော့ဖော်ပြထားတယ်ဆိုတော့ဒါလေးစိတ်ဝင်စားစရာတည်တည်ကိုဖြစ်တယ်ပြီးလို့ရှိရင်တော့ခေခေဖတ် နောက်ကကပါမှာဆိုလို့ရှိရင်တော့တကယ်ကြားဖြန့်ရဲ့ခေါင်းဆောင်တယောက်ကိုလည်းတယောက်ကိုလွှဲအပ်ဖို့ရှိတယ်ဆိုတဲ့ဟာတွေကိုလည်းကျွန်တော်တို့တွေ့ရတယ်ဒါကတော့ဒီနေ့တက်တကိတ်သိစီတဲ့တခုအနေနဲ့ယူထားတဲ့ဟာတွေဖြစ်တယ်ဆိုတော့ပထမဆုံးအနေနဲ့ကျွန်တော်တင်ပြချင်တဲ့အကြောင်းအရာကတော့ဒီ ASEAN မှာဆိုလို့ရှိရင်တို့အစည်းအဝေးလုပ်တယ်နော်အစည်းအဝေးလုပ်တဲ့ခါကျတော့ဒီ ASEAN မှာကစေနိုင်ငံပဲရှိတယ်အဲ့ဒါကမြန်မာနိုင်ငံပါတယ်ဆိုတော့ခုကစစ်တနိုင်ငံဖြစ်တော့မယ်ဆိုတော့အဲ့ဒါကရှစ်တီမော့ အရှိတီမော့ကိုကန့်ကွက်ချင်တာနော်ကန့်ကွက်ချင်တာအဲ့ဒါကမာလာကကန့်ကွက်ချင်တာဆိုတော့ခုမာလာကတက်ခွင့်မရှိဘူးနော်တက်ခွင့်မရှိဘူးဆိုတော့နောက်တစ်ခုကပါလဲဆိုလို့ရှိရင်အတိကနော်ဘောမတွေ နော်ဝါချွားတဲ့ဟာတစ်ခုကပါလေဆိုတော့နိုင်ငံတကာရဲ့ခေါင်းဆောင်တက်ထိတ်စီခေါင်းဆောင်တွေကိုသူအကုန်လုံးနှုတ်ဆက်ပြီးပြီဆိုတော့အဲ့ဒါကနောက်ဆုံးတကကပထိတ်တီးထက်မှတစ်ခါနံပါတ်1ခေါင်းဆောင်ကိုနေပြီးတော့လက်ဆွေနှုတ်ဆက်ပေါ့အခွင့်အရေးရတော့ပဲနောက်ဆိုတဲ့ဟာကိုနောက်ဘောမှာပဲကတော်တော်ကိုလှော်နေတာနောက်လှော်နေတာဆိုတော့အဲ့ဒါကပါလေဆိုလို့ရှိရင်တော့ဒီအာဆီနယ်နိုင်ငံရဲ့ဆေးနိုင်ငံတွေသူတို့ကချင်းပါတာမဟုတ်ပင်နဲ့အဲ့ဒီမှာအရှိတမောပါလာမယ်ပါပြီးတော့ဆိုတော့သူ့ကိုဒီအာဆီမှာ ထည့်ဖို့အတွက်သူ့ကိုဇင်းဝင်ထားပြီးပြီဆိုတော့အဲ့ဒီမှာသူတက်ရမယ်ဆိုတော့အဲ့ဒီနိုင်ငံလေးပါတယ်နောက်အဲ့ဒီပြန်ပါလေးပါလို့ဆိုလို့ရှိရင်တော့ဒီ USA ပါတယ်ပြီးလို့ရှိရင်တော့တရုတ်ပါတယ် OC လို့ခေါ်တဲ့ဒီ Australia ပါတယ် New Zealand ပါတယ်ပြီးလို့ရှိရင်တော့ South Africa ပါတယ်စသည်ဖြင့်ဒီနိုင်ငံကခေါင်းဆောင်တွေလည်းအဲ့ဒီမှာတက်ရောက်တယ်ဆိုတော့အစိဝေးဟာဆိုလို့ရှိရင်ထူးခြားမှုကအတားပဲနောက်တခြားနိုင်ငံကဟာတွေပါတယ်အဓိကတော့ USA ကတမတအဲ့ဒီမှာသွားမှာဖြစ်တယ်ဆိုတော့23ရာနှစ်ရင်ပြီးတော့28ရာနှစ်အထိသူတို့ချင်းပါမှာဖြစ်တယ်ဒါကတော့အဓိက ရင်းဖြစ်တဲ့အဲ့ဒီမှာမအလကိုတိုင်ကတက်ဖို့ကြိုးစားတယ်ဒီဒေါ်နထရန့်နဲ့နေပြီးတော့လက်ဆွနှုတ်ဆက်ဖို့သူတို့ကြိုးစားတယ်ဘာဖြစ်လဲဆိုတော့သူကတရုတ်ရှင်ချင်းပင်နဲ့လည်းနှုတ်ဆက်ပြီးပြီးပြီးလို့ရှိရင်တော့ရုရှားရဲ့သမ္မတပူတင်နဲ့လည်းနှုတ်ဆက်ပြီးပြီးပြီးလို့ရှိရင်တော့မြောက်ကိုရီးယားတကယ်တိတ်တိတ်ချင်း အဲ့ဒီခေါင်းဆောင်နဲ့လည်းသူနှုတ်ဆက်ပြီးပြီးလို့ရှိတော့အမေရိကသမ္မတပဲကျန်တော့တယ်နော်သမ္မတနဲ့သူနှုတ်ဆက်ဖို့ပဲကျန်တော့တယ်ဆိုတော့အဲ့ဒီဟာကိုနေပြီးတော့တော်တော်အားခဲတာအားခဲတဲ့အခါကျတော့အဲ့ဒီမှာမပါဘူးမပါတဲ့အခါကျတော့နော်ဘောမဖက်ကလူတွေကတော်တော်ကိုသိခါပြန်ပြန်ကြသွားတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်ဒါပေမဲ့အဲ့ဒီမှာတကယ်အမြင့်တဲ့အတွန်းဝင်တယောက်တက်တယ်အန္တာကဦးဟောက်ခန်ဆုံးဆိုတဲ့လူတယောက်တက်တယ်ဆိုတော့အဲ့ဒီအစည်းအဝေးမှာကုလရဲ့လူအခွင့်ရေးဆိုင်ရာမြန်မာနိုင်ငံရဲ့လူအခွင့်ရေးဆိုင်ရာ ဒီတော့အန်ဒရူးကနေပြီးတော့နေပြီးတော့တိုက်တွန်းလိုက်တယ်။အားလိုက်ရဲ့ရွေးကောက်ပွဲကိုပြည့်ပြည့်တတ်တဆိုင်ကျင်ဖို့ဆိုပြီးမှသူတောင်းဆိုတယ်။ပြီးလို့ရှိရင်တော့ဒေါက်တာအန်ဒရူးပဲ AAS ဦးစီးချုပ်ကိုဒီထိုက်လျှောက်ခံကိစ္စ၊နောက်ထိုက်လျှောက်ခံမှာလူတတ်မှုကိစ္စနဲ့လာပြီးတော့နော်အဲ့ဒီမှာရှင်းပြဖို့ဆိုပြီးမှဖိတ်ခေါ်တာဆိုတော့ဒီဟာတွေအားလည်းတကယ်နော်ထိတ်စီးအနေနဲ့ကျွန်တော်တို့တွေ့ရမယ်။နောက်တစ်ခုကဒီနေ့တကယ်ရေပန်းစားတဲ့ဟာအတားကပါလဲဆိုလို့ရှိရင်တော့ဒီခေခေဖ်နော်ခေခေဖ်ဆိုတာမြဝတီမြဝတီမြို့နယ်ရွှေကုတ်ကိုမြို့တဲ့ ဲ့ဒီမှာ KK pass ဆိုတာရှိတယ်အဲ့ဒီ KK pass ကိုလည်းမျိုးတက်သူတို့တေးတယ်ဆိုတဲ့အခါကျတော့အဲ့ဒီမှာစကားစကားဝင်စီးတယ်ပထမတက်ဇလတ်ဆဆန်နဲ့အဲ့ဒီ BGF နဲ့သူတို့နှစ်ယောက်ပေါင်းပြီးတော့ နော်အဲ့လိုမျိုးသူတို့ဆက်လက်ဆက်ဆံနေအဲ့ဒီမှာဝင်လို့စီးတယ်စီးတဲ့အခါကျတော့သူတို့ဖမ်းပြတာပေါ့နော်ဖမ်းပြတယ်အဲ့ဒီမှာစတားလင်က30သမားပေါင်းက1000နဲ့နေရာထိတောင်မှသူဖမ်းတယ်ဆိုပြီးမှသူပြောတယ်နောက်တစ်ရက်နေ့ကမေတော်ဒလီကိုပြန်ပြီးတော့သူတို့ဝင်စီးတယ်ဒါကတော့တကိတ်နော်ဒီမှာဘာဖြစ်လို့ဖြစ်ရတယ်လဲမနော်ဖြူးဖြူးဖြစ်တဲ့ဘာဘာကြောင့်ဖြစ်ရတယ်လဲဆိုတော့အဲ့ဒီမှာထူးခြားချက်ကဘာလဲဆိုတော့အဲ့ဒီမုန်ချစ်သူနဲ့သူတို့မျိုးပေါင်းပြီးတော့ဝင်စီးပြတယ်နော်အဲ့ဒီမှာတကိတ် နာမည်လွှဲချတာကဘသူ့ကိုလွှဲချတယ်ဆိုလို့ရှိရင် KNU ပဲဆရာပြီဆိုတော့ဘာလို့မဆိုလုတ်တယ်ဆိုပြီးမှအဲ့ဒီ KNU ကိုလွှဲချတယ်ဆိုတော့ KNU ကိုလွှဲချတာကလည်းအကြောင်းရင်းရှိတယ်เนาะအဲ့ဒီနေမြေကိုမြေကိုငားတယ်သူတို့ကเนาะမြေကိုငားတဲ့အခါကျတော့အခုဥက္ကဋ္ဌ KNU ဥက္ကဋ္ဌကိုထူးဝင်းကိုတိုင်ကလက်မထိုးတယ်ဆိုတဲ့ဟာကเนาะသတင်းမီဒီယာတွေမှာတွေ့ရတယ်ဆိုတော့အဲ့ဒီပြရတော့မြေငားရင်းတာသူပါတယ်เนาะအဲ့ဒီ KK ဘာမှအဲ့ဒီမှာတရားလုတ်တဲ့ဟာတွေကို ော်အဲ့ဒီအလုပ်တွေကိုလုပ်ဖို့ကြားဖြန်းတွေကိုလုပ်ဖို့အတွက်နော်တကယ့်မြေငါးပေးတာက KNU ဖြစ်နေတယ်နော်အဲ့ဒါကြောင့် KNU ကိုလွှဲချတာဆိုတော့ BGF ကိုလုံးဝမလွှဲချဘူးနော်ဘာဖြစ်လို့ဆိုတော့သူ့ရဲ့လူဖြစ်လို့အဲ့ဒီမြောက်ဒီကိုရောက်အောင်သူကပေးတာဖြစ်လို့ဒါပေမဲ့ဖြစ်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 နဲ့ကျွန်တော်မြင်တာကတော့သူ့ကိုဖမ်းမဲ့ပုံစံပဲနော်ဖမ်းမဲ့ပုံပဲဘာဖြစ်လို့ဆိုတော့ယခုမြောက်ဒီကိုသွားတယ်မြောက်ဒီမှာရှိတဲ့အဲ့ဒီဂိတ်တွေကိုအကုန်လုံးကသူကနှင်ထုတ်လိုက်တယ်အဲ့ဒီမှာဒီ BGF ရဲ့ဂိတ်တွေပါတော့အကုန်လုံးလိုးတယ်ဝင်ပြီးတော့နှင်ထုတ်လိုက်တယ်ပြီးလို့ရှိရင်တော့အခုဒီ BGF တကိတ်စိုးမထားတဲ့ ဒီကေကေဖောက်ကုန်နေပြီးတော့ဝင်စီးတယ်။နောက်ဆက်ပြီးဖြစ်ဒီအရာတွေကမအားလာနဲ့သူတို့တွေကပေါင်းမလို့လောက်တာ။နောက်ပေါင်းမလို့လောက်တာဆိုပေမဲ့နောက်ဆုံးကျတော့ BGF ရဲ့ခေါင်းဆောင်မှုချစ်သူကကျွန်တော်ထင်တယ်ငါဖန်ခါမလို့ကျွန်တော်ထင်တာပဲငါထင်တာပဲဘာဖြစ်လို့ဖိဖိဖိပြင်းနေကတ်သွားပြီအရင်တစ်ခေါက်လုံးကသူ့ကို BGF ကနာမည်မပြောင်းခင်မှာနာနာမည်မပြောင်းခင်မှာအလာကသူ့စီမှာခေါ်တယ်နေပြီးတော့မခေါ်တယ်လုံးဝမသွားဘူးဘာဖြစ်လို့သွားလို့ရှိရင်သူကဖန်ခါမှာဆိုးလို့တော့အဲ့လိုမျိုးမသွားဘူးဆိုတော့အခုကတော့သူတို့ကအဲ့ဒီမလာဖို့ကိုမစောင့်တော့ဘူး အဲ့ဒီမှာဖမ်းဖို့ပုံစံမျိုးတော့ကျွန်တော်တို့တွေ့လာရတဲ့ခြေလမ်းတော့ကျွန်တော်မြင်လာအဲ့လိုမျိုးမြင်လာဆိုတော့အဲ့ဒီမှာတရုတ်တွေနိုင်ငံသားတွေကနေပြီးတော့အကုန်လုံးလွှတ်လိုက်တာ600နော်အယောက်ပေါင်း600ဟုတ်ဖက်မှာတော့တောင်ရဲမြစ်ကိုကူးပြီးတော့ဖက်မှာကူးကြတယ်ဆိုတော့ဟုတ်ဖက်မှာထိုင်းဖက်ကကူလာလို့ရှိရဟုတ်ဖက်မှာကေဇီစ်ခိုင်းတော့ပါလို့လေးခုဖွင့်မလို့အဲ့ဒီမှာလက်ခံပေးထားရတယ်ထိုင်းဖက်ကဆိုတော့အဲ့ဒီမှာဒီကြက်ကိစ္စမှာတကက်ပါဝင်ပတ်သက်တဲ့ထိုင်းက ဘန်ဒါရဲ့ဒုဝင်ကြီးအဲ့ဒီမှာနှုတ်ထွက်တယ်သူအဲ့ဒီထက်မှပါဝင်တယ်ဆိုပြီးမှလွတ်တော်မှာဆွဲဆွဲတယ်နောက်ဆွဲဆွဲပြီးတဲ့နောက်ပို့သူနှုတ်ထွက်တယ်နောက်နှုတ်ထွက်တယ်သူမဟုတ်ကြောင်းကိုသူငင်းဆိုသွားတယ်ဆိုတော့အခုကတော့အဲ့ဒီမှာကြားဖြတ်မှာပထမတစ်ဖြတ်မှာဒီတရုတ်နဲ့ခိုင်းတဲ့သူတို့နှစ်ယောက်ပေါင်းပြီးတော့ဖမ်းတဲ့ခါမှာတကယ်ခေါင်းဆောင်တယောက်ပါတယ်အဲ့ဒါကဒီတရုတ်ကအလိုရှိတဲ့ဟာ အခုကြားဖြဲကိစ္စမှာလည်းတကယ်ဒီ company ကိုနော် company ကိုတည်ထောင်ခဲ့တဲ့ခေါင်းဆောင်တယောက်ရှိတယ်နော်အဲ့ဒီခေါင်းဆောင်ကိုနေပြီးတော့ထိုင်းကနေပြီးတော့ဖမ်းဆီးရမိတယ်နော်ဖမ်းဆီးရမိတယ်ဆိုတော့သူ့ကိုနေပြီးတော့ဒီတရုတ်ကတောင်းတယ်ဆိုတော့အဲ့ဒါကအခုရထိုက် company ဆိုတဲ့အဲ့ဒီခေခေပါမှာနော်အဲ့ဒီ company ကိုတည်ထောင်တဲ့လူဖြစ်တယ်ဒါပေမဲ့သူကတော့ကမ္ဘောဒီးယားနိုင်ငံသားခံထားတဲ့လူဖြစ်တယ်တရုတ်နိုင်ငံသားဒါပေမဲ့ကမ္ဘောဒီးယားနိုင်ငံသားခံထားတယ် ဆိုတော့သူ့ကိုအလိုရှိတယ်ဆိုတော့အခုသူ့ကိုနေပြီးတော့နော်ထိုင်းလက်တော်ကနေပြီးတော့အကုန်လုံးအဲ့ဒီမှာတရားရုံးကခုံရုံးကနေပြီးတော့ဆုံးဖြတ်လိုက်ပြီးပြန်တွေးပေးဖို့အတွက်ဆုံးဖြတ်လိုက်ပြီးဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒီနေရာမှာကျွန်တော်တို့စိတ်ဝင်စားစရာကတကိတ်ထိပ်ပိုင်ခေါင်းဆောင်တကိတ်အတိတ်ကအလိုရှိတဲ့လူကိုတရုတ်စီမှာတွေ့တော့မယ်ပြီးလို့ရှိရင်တော့ဘယ်သူလာပဲလဲ အခုဒီထိုင်းနိုင်ငံကနေဘန်နာရဲ့ဒူးဝီကြီးကနေပြီးတော့သူ့သူနှုတ်ထွက်လိုက်တယ်နော်နှုတ်ထွက်လိုက်တယ်ပြီးလို့ရှိရင်တော့အခုလာမယ့်ဟာကကျွန်တော်တို့ဘသူတွေလဲဆိုလို့ရှိရင် BGF ကောင်းဆောင်ရဲ့မာအလာတို့ရဲ့တတိတန်းကြီးလိုက်လာနိုင်မယ်အဲ့ဒီမှာ KNU တို့မြင်ဟာတာတို့ဘာတို့တော့အကုန်လုံးလိုက်လာနိုင်မယ်ဆိုတော့အဲ့ဒါကတကယ်စိတ်ဝင်စားစရာနော်တည်င်းတွေဖြစ်တယ်ဆိုတော့ဒါကလည်းဆက်လက်ပြီးတော့တိုးနေလို့ပဲဘာဖြစ်ဆိုတော့အဓိကတော့ကျွန်တော်တို့ USA ပါလာတယ်နော်ပါလာတယ်ဆိုတာကိုပြောတာနဲ့ Starling အလုံးပေါင်း1500 ပုံနေပြီးတော့ non space x လို့ခေါ်တဲ့ဒီ element element ပိုင်ဆိုင်ထားတဲ့အဲ့ဒီ space x ကနေပြီးတော့အကုန်လုံးဖြုတ်လိုက်တာနော်ဖြုတ်ပြလာခေခေဖမှာလုပ်တဲ့ internet ကိုအကုန်လုံးဖြုတ်လိုက်တယ်ပထမတစ်ဖြားတော့ထိုင်းက internet ကိုဖြတ်တယ် ဆိုတော့အခုဒုတိယတစ်ဖြာတော့အခု element ကနေပြီးတော့ starting ကိုဖျက်ချလိုက်တယ်နော်1500ဆိုတော့ဒါကတော့တကယ်တင်းကြီးပဲဆက်လက်ပြီးတော့နော်တင်းမီဒီယာလောကမှာခေစားနေဦးမယ်ဆိုတာတော့ဒီ6ပေါက်မလွဲပဲနော်ဆိုတော့အခုတော်တော်ကြောက်နေတယ်မာလာတို့ဖက်ကအခု BGF တို့ဖက်ကတော်တော်ကိုလူကတင်ဖြစ်နေတယ်ဆိုတာတော့ကျွန်တော်တို့တွေ့ရမယ်နောက်တစ်ခုကဒီမြတ်တီမြတ်တီရဲ့ဒီ liquid core မျိုးတင်မှာဆိုလို့ရှိရင်စကားစကားထိုးစစ်စင်တယ်ထိုးစစ်စင်လို့ရသွားပြီအဲ့ဒီမှာ ေဆုံးတာကပါလဲဆိုလို့ရှိရင်တူတက်ရုံမအပါဝင်150တည်တယ်အဲ့ဒီမှာနောက်ဆက်ကစားဖက်ကဆိုတော့ရောက်ပေါင်း200ဒဏ်ရာရရှိတယ်ဆိုတဲ့ဟာကို KNU ကနေပြီးတော့ထုတ်ပြန်တယ်ပြီးလို့ရှိရင်တော့ PDF ထိချုပ်ထားတဲ့ဗမှုတွေမှာဆိုလို့ရှိရင်တော့ဒီနမ်မွန်တာနမ်မွန်တာရွာမှာ ဒီတုံးနေဆိုလို့ရှိရင်7နမိုင်ပဲကွာတယ်နော်7နမိုင်ပဲကွာတယ်အဲ့ဒီမှာနေပြီးတော့ process နဲ့အင်အားတရားဆိုတော့ဒီဖက်ကနေပြီးတော့ခုခံတော့တိုက်ခိုက်တယ်တိုက်ခိုက်တဲ့အခါကျတော့အဲ့ဒီမှာ6ရောက်ပေးတဲ့စက္ကစားဖက်က message တရားရတယ်နော်အဲ့ဒီမှာဆိုလို့ရှိရင်လုံးဝတုံးမပေါက်တဲ့အတွက်ကြောင့်အကုန်လုံးထွက်ပြေးကုန်လေဆိုတဲ့ဟာကိုလည်းတွေ့ရမယ်နောက်တစ်ခုကရခိုင်ပြည်နယ်မှာကိုယ့်ရဲ့ကြားမှာငထဲမြို့နယ်မှာရှိတဲ့အဲ့ဒီနှက်ရေကန်နော်နှက်ရေကန်နဲ့မြင်းနယ်ချက်ဆက်ရှိတဲ့အဲ့ဒီမှာဂါကေးကိုနေပြီးတော့အေးကထပ်တော့တင်းတဲ့ခုပြီးလို့ရှိရင်တော့ပစီရွာအနီးမှာရှိတဲ့အဲ့ဒီကုန်းစခန်းကုန်းကိုလည်းနေပြီးတော့ထပ်ပြီးတော့တင်းတယ်ဆိုတဲ့ဟာကိုလည်းဒီနေ့တည်င်းကောင်းနေတဲ့ ဲ့တွေ့ရမှာဖြစ်တယ်။နောက်တစ်ခုကပေတုတန်နော်ပေတုတန်ကတတုရဲ့သမီးလဲဆိုလို့ရှိရင်တဆင်ရှင်နာဝရဲ့သမီး။တဆင်ရှင်နာဝကလက်စားတယ်ဆိုပြီးမှသူအကုန်လုံးထွက်ပြေးတယ်။ထွက်ပြေးမှသူသမီးအာနာရမယ်သိတော့ပြန်ဝင်လာတယ်။ပြန်ဝင်လာပြီးတော့တစ်ခါပြန်ပြီးတော့ထွက်ပြေးတယ်အခုဖန်ခံထားတယ်။ဆိုတော့အဲ့ဒီပေတော့တဆင်ရှင်နာဝရဲ့မိသားစုတစ်ခုလုံးကကျွန်တော်တို့ဒီသူ့အဖေကဖန်ခံရတဲ့ သူ့သမီးကဒီကမ္ဘောဒီးယားကိစ္စနဲ့နော်ဟွန်ဆန်တို့ကိစ္စနဲ့အဲ့ဒီမှာသူကဝန်ကြီးချုပ်နိုင်ရာနေပြီးတော့အဖြစ်ခံရတယ်ပြီးလို့ရှင်တော့အခုကတော့ဒီပါတီရဲ့ခေါင်းဆောင်နေရာကနေပြီးတော့နှုတ်ထွက်တယ်နှုတ်ထွက်တယ်အဲ့ဒါကဖူထိုင်းပါတီဖြစ်တယ်နော်ဖူထိုင်းပါတီရဲ့ခေါင်းဆောင်ကအခုပြည်သူတန်းဖြစ်တယ်အဲ့ဒီဖူထိုင်းပါတီကိုသူကတည်ထောင်ပေးလို့ဆိုလို့ရှင်သူ့အဖေ decision tower ကနေပြီးတော့တည်ထောင်ပေးတာဖြစ်တယ်ဆိုတော့သူ့အဖေထွက်ပြေးပြီးတဲ့နောက်ပိုင်းမှာပြန်ပြီးတော့နိုင်ငံရေးကိုအသက်သွင်းတာနော်သူ့သမီးကနေပြီးတော့အသက်သွင်းတယ်ရခဲ့တယ်ပြန်လာတယ် ီးလို့ရှိရင်အခုကတော့အဖက်ခါရတယ်နော်သူ့သမီးကလည်းအရင်ပြုတ်သွားတယ်နော်အဲ့လိုမျိုးပုံစံမျိုးတော့ကျွန်တော်တို့တွေ့ရမယ်နောက်တစ်ခုကဒီထိုင်းနိုင်ငံကတင်ပြတဲ့ဟာအဲ့ဒါကဒီဂျာဖျန်လုံငန်းကိုညီနေဖို့ဆိုပြီးမှနော်ပြန်မတင်လဲဆိုလို့ရှိရင်တော့ဟိုးမှာနိုင်ငံတကာပါလီမန်များအဖွဲ့အစည်းအဲ့ဒီမှာပါလီမန်တွေအလုံးအမတ်တွေဆောင်တဲ့နေရာပေါ့နော်အဲ့ဒီနေရာမှာ150နဲ့ တဲ့ချိန်မြောက်အဲ့ဒီမှာဒီဆူဇလန်နိုင်ငံဂျနီဗာမှာဆလို့ရှိတယ်လို့ကျင်းပတယ်အဲ့ဒီမှာ CRPH ကနော်ကျွန်တော်ဒေါက်တာဝင်းမြင့်အေးတို့ပြီးလို့ရှိတော့နိုင်ငံခြားရေးဝန်ကြီးစောစင်မောင်တို့ပါတို့တက်တာပေါ့ဆိုတော့အဒီကနေပြီးတော့သူတို့ဒီထိုင်းကတင်ပြတယ်တင်ပြတဲ့ဟောင်းနေပြီးတော့မေးခွဲတယ်မေးခွဲတဲ့ခါကျတော့သုံးပုံနဲ့ပုံနဲ့အောင်မြင်တယ်တဲ့ပြတော့သုံးပုံမှာနှစ်ပုံတဝက်ချောချောနော်တဝက်ချောချောကိုသူတို့ လက်ခံထားတယ်လက်ခံထားတဲ့အတွက်ကြောင့်အဲ့ဒီမှာအကောလုံးဒီကြားဖြတ်ကိစ္စကိုနေပြီးတော့နော်အဲ့ဒီမှာနှိနှဲဖို့အကောလုံးသဘောတူတယ်ဆိုတဲ့ဟာကိုဒီပြူလာကိုတွေ့ရတယ်ပြီးလို့ရှိရင်တော့အခု CRPH ကိုနေပြီးတော့ main sweep ဖက် main ဖက်နော်ဆွေးနွေးဖက်အဖြစ်နေနေပြီးတော့ဆက်လက်ပြီးတော့လက်ခံထားတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်နောက်တစ်ခုကရှမ်းမြောက်နော်ရှမ်းမြောက်မှာဆိုလို့ရှိရင်တော့ TNL တိပိတ်ထားတဲ့နေမျိုးလို့ရှိတယ်အဲ့ဒီမှာနောင်ချိုပါသွားပြီကြောင်မဲပါသွားပြီဒီဘောပါသွားပြီဆိုတော့အခုမဲပေါက်တာက ။ဒါအလှကျတာကပါလဲဆိုလို့ရှိရင်နော် number 2နော် number 2မျိုးကိုနေပြီးတော့အကြီးကြီးထိုးစစ်ဆင်ပြီးတော့ဘုံတွေဂျင်းနေတယ်ဆိုတဲ့ဟာကိုဒီနေ့တတိယမီဒီယာတွေမှာတွေ့ရမှာဖြစ်တယ်။ဆိုတော့ဒီနေ့အော်တိုဘာလ23ရက်နေ့မှာတတိယမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေကတော့ဒီလောက်ပဲ။ဆိုတော့နောက်နေ့မှာပြန်ဆုံကြရအောင်။ဟုတ်က Subscribe ကိုနေခါလို့ကိုနေပေးချပါပဲကျွန်တော်ဒီ